စာကိုကိုယ့်ဘာကိုလေ့လာဖို့ self study လုပ်ဖို့အတွက်နောက်ထပ်6 months challenge တစ်ခု Hello everyone ဒီဗီဒီယိုလေးကိုမှတ်မိကြလားမသိပါဘူး ချမ်းကချမ်းလင်းပါဝင်ပေါ6 month study challenge plan လေးကိုပြုလုပ်သွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့အင်္ဂလိပ်စာကို6လ join ပြီးတော့ကိုယ့်ရဲ့ level ကိုလက်ရှိ level ကနေပြီးတော့နောက်ထပ် level up လုပ်ဖို့6လ challenge လုပ်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမှာဘသူတွေကနောက်ဆုံးထိပါဝင်ခဲ့ပါသလဲဒီဗီဒီယိုကတော့အခုဆိုလို့ရှိရင်6လပြည့်သွားပါပြီချမ်းလင်းအဲ့ဒီဗီဒီယိုတင်ပြီးတော့အခု6လအတွင်းမှာကိုယ့်ရဲ့အင်္ဂလိပ်စာကို level up လုပ်ခဲ့ပါတယ်အဲ့ဒီအတွင်းမှာချမ်းကဒီ GRE ကနေပြီးတော့မှ60 day vocabulary ခန့်မှာပါဝင်ခဲ့ပါတယ်။ Sixteen vocabulary ခန့်မှာပါဝင်ခဲ့တဲ့ကြောင့်မို့လို့အခုဆိုလို့ရှိရင် vocabulary အလုံးပေါင်း1800နဲ့2000ကျားကိုသိသွားတာဖြစ်ပါတယ်။အဲ့ဒီ1800နဲ့2000ကျားမှာကိုမသိသေးတဲ့အင်္ဂလိပ်စကားလုံးတွေအများကြီးအများကြီးပါဝင်ပါတယ်။ဒီ challenge ကိုအခုမှ join တဲ့လူတွေလည်းရှိပါသေးတယ်။အဲ့ဒီတော့ chance ကအခုဒီ challenge ကိုနောက်ထပ်6လအနေနဲ့ challenge ဆက်လုပ်ပါမယ်။ဆိုတော့အခုမှဒီ video လေးကိုတွေ့ရတဲ့လူတွေကတော့ဒီနေ့ကနေစပြီးတော့ join နိုင်ပါတယ်။ challenge နောက်ထပ်6လ challenge ထပ်လုပ်ပြီးတော့ကိုယ်တိုင်ပါဝင်ပြီးတော့မှကိုယ့်အင်္ဂလိပ် စာကိုထပ်ပြီးတော့ကောင်းအောင်ပြုလုပ်သွားမှာပဲဖြစ်ပါတယ်ဒီခါ challenge မှာလဲ 4k လုံးအတွက် challenge ပြုလုပ်သွားမှာပဲဖြစ်ပါတယ် speaking listening reading writing grammar ပေါ့နော်အဲ့ဒီ4 skill လုံးအတွက်အာ challenge ပြုလုပ်သွားမှာပဲဖြစ်ပါပထမဆုံးအနေနဲ့ချမ်းက grammar နဲ့ vocabulary တက်ကိုပြောပြပေးခြင်းပါတယ်ကိုကအခု grammar မပိုင်သေးဘူး grammar နဲ့ပတ်သက်ပြီးတလုံးမှမသိသေးဘူးကိုအခုမှအခြေခံစတင်မယ်ဆိုလို့ရှိရင်တော့ grammar နဲ့ vocabulary ကိုတွဲပြီးလေ့လာခြင်းတဲ့လူတွေအတွက် GIU ရှိပါတယ်ဒီ GIU ရဲ့ grammar သင်တန်းမှာဘာတွေသင်ကြားပေးမှာလဲဆိုလို့ရှိရင်တော့ grammar in use fit edition ကိုအသုံးပြုပြီးတော့သင်ကြားပေးရတာဖြစ်ပြီးတော့မှာဗီဒီယိုအားလုံးပေါင်း145ဘုတ်ပါဝင်ပါတယ်အဲ့တော့ဗီဒီယိုတစ်ဘုတ်ကိုတော့ကြာချိန်တစ်နာရီပါဆိုတော့ကို ကတနေ့ကိုတပုတ်လောက်ပဲဖြစ်ဖြစ်သို့မဟုတ်နှစ်ရက်ကိုတပုတ်လောက်ပဲဖြစ်ဖြစ်တေချာနားလည်အောင်နေလာမယ်ဆိုလို့ရှိရင်เนาะမှတင်နေပြီးတော့တဲ့ခါမှာကိုက grammar pattern ဘောင်းစုံကိုနားလည်ပြီးတော့မှ grammar နဲ့ပတ်သက်လို့ရှိရင်မရှင်းတာဘာမှမရှိပဲ အခြေခံနေပိုင်သွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယို145ပုဒ်ကိုဘာမှတင်ကြားနိုင်မှာလဲဆိုလို့ရှိရင် Telegram group နဲ့ website မှာလေ့လာလို့ရပါတယ်ဆိုတော့ဒီ challenge ကိုပါဝင်တဲ့လူတွေကဒီ grammar ကိုမဖြစ်မနေ join ရပါမယ်ဒါပေမဲ့ကိုက grammar ကျွမ်းမိသားဆိုလို့ရှိရင်တော့ join စရာမလိုပါဘူးဒါပေမဲ့ grammar မကျွမ်းသေးဘူးဆိုလို့ရှိရင်တော့အခြေခံလည်းမပိုင်သေးဘူး grammar လည်းမကျွမ်းသေးဘူးပြီးတော့အစအနေလေ့လာခြင်းနဲ့လူပြီးတော့ကို level ကိုတက်မလာဘူးဒီ grammar ကြောင့်အများနဲ့အထင်ငေါ်ဖြစ်နေတဲ့သူတွေအနေနဲ့ဒီ grammar challenge မှာလည်းပါဝင်သင့်ပါတယ်နောက်တစ်ခုကကြတော့ vocabulary ပါဒီ vocabulary ကဂျန်ယူမှာတခါတည်းလေ့လာလို့ရပါတယ်ဆိုတော့ ဒီ vocabulary ကိုဘယ်လိုလေ့လာရမှာလဲဆိုလို့ရှင်ဒီကိုယ့်အင်္ဂလိပ်စာမတိုးတက်တာတစ်ခါလေကြားလို့ရှင်ကိုယ့်ရစကားလုံးတွေကိုလုံးလုံးလောက်လောက်မသိထားလို့ပေါ့နော်ဆိုတော့ကိုယ်သိထားရမယ့်စကားလုံးကိုလုံးလုံးလောက်သိထားရဲဆိုလို့ရှင်ကိုယ်ကဘယ်အခြေအနေမှဆိုအာအင်္ဂလိပ်စကားကိုကောင်းကောင်းမွန်ပြောတတ်တယ်ဖတ်တတ်တယ်ရေးတတ်တယ်ပေါ့နော်ဆိုတော့ဒီ grammar ရဲ့ကိုယ့်ရကိုယ့်ရ vocabulary ကိုမြင့်တင်ဖို့အတွက်ဒီ60 day vocabulary ခန့်မှာထပ် join မှုတွေချဲ့ပြောချင်ပါတယ်ဘာလို့ချမ်းက join ပြီးသွားပြီမို့လို့ပါလောကကိုမှလောက benefit အများကြီးရှိရဲပေါ့နော်ဆိုတော့တရက်ကို vocabulary နှလုံးလေ့လာရမှာပဲဖြစ်ပါတယ်တရက်ကို vocabulary နှလုံးလေ့လာရတဲ့ ဆိုပေမဲ့သူကပထမဆုံးမှာဒီအတန်ထွက်တွေနဲ့ရှင်းပြချက်ဗီဒီယိုတွေပါမယ်ပြီးလို့ရှိရင်ဥပမာစာကြောင်းလေးတွေပါမယ်နောက်တစ်ခုအာပုံစံလူစကားလုံးတွေပါမယ်နောက်တစ်ခုစာချုပ်ပတ်စကားလုံးတွေပါမယ်နောက်တစ်ခု idiom နဲ့ phrase above တွေလည်းပါမယ်ပြောလို့ရှိရင် vocabulary အလုံးပေါင်း1800နဲ့2000ကျော်ကိုတိသွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ1800နဲ့2000ကျော်ကိုတိပြီးသွားလို့ရှိရင်ကိုကတော့အာအင်္ဂလိပ်စာမှာ level တစ်ခုမှာကောင်းကောင်းမွန်မွန်ရေးတတ်မယ်ပြောတတ်မယ်ဖတ်တတ်မယ်ပေါ့နော်ချမ်းအောင်မှာအဲ့ဒီ60 vocabulary ခန့်မှာမတိတဲ့စကားလုံးတွေအများကြီးပါခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုတော့အာ60 vocabulary ခန့်ပြီး းသွားတဲ့အခါမှာကိုယ့်အတွက်အများကြီးအကျိုးရှိတာကိုမြင်ရပါတယ်။ဒါကတော့အရင်ဆုံး grammar နဲ့ vocabulary challenge တွေပြပြရပေးတာပဲဖြစ်ပါတယ်။ဒီနဲ့ vocabulary challenge ကို join ခြင်းနဲ့ဆိုလို့ရှိရင်တော့ DGIU မှာသင်တန်းတက်ဖို့အတွက်ချမ်းကအကြံပေးခြင်းပါတယ်။ channel တူဒီ6လ challenge မှာ join ခြင်းတဲ့လူတွေက DGIU မှာ grammar နဲ့ vocabulary လေ့လာဖို့အတွက် GIU ရဲ့ page messenger မှာတွားရောက်ဆုံးသနိုင်ပါတယ်။ကိုကအခုအဲ့ဒီ6လ challenge မှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့အရင်ကပါဝင်ခဲ့တဲ့သူကအခုထပ်ပြီးတော့ ဒီ challenge မှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ challenge 2လို့မှန်းခဲ့ပေးပါအခုမှဒီ video ကိုတွေ့ပြီးတော့ကိုယ့်ရဲ့အင်္ဂလိပ်စာကို self study လုပ်ရင်းနဲ့ challenge ခေါ်ပြီးတော့ level up လုပ်ခြင်းနဲ့သူဆိုလို့ရှိရင်အခုမှပထမဆုံးဆိုလို့ရှိရင် challenge 1လို့မှန်းခဲ့ပေးပါဒီ speaking reading listening uh, writing တို့ကဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ဒီ video လေးမှာအစားဆုံးပြန်ကြည့်ပေးပါချမ်းလည်းအဲ့ဒီ video တွေအတိုင်းအခုနောက်ထပ်6လ challenge ထပ်လုပ်ပါပါဆိုတော့ဒီ video ထဲမှာလုပ်ပုံလုံးကြီးအစင်းစင်းကိုပြောပြပေးထားပါတယ်ချမ်းနဲ့အတူနောက်ထပ်6လ challenge မှာအင်္ဂလိပ်စာကိုထပ်ပြီးတော့ level up လုပ်ကြရအောင်ဆိုတော့လုံးပေါ်လုံးနီးစင်းစင်းကိုအဲ့ဒီဗီဒီယိုလေးမှာအစားဆုံးပြန်ကြည့်ပေးပါအာဒီဗီဒီယိုလေးမှာတော့ comment ရေးခဲ့ပါဆိုတော့နောက်ထပ်6လနေပြန်လည်တွေ့ကြပါမယ်ကိုကဒီ GIU မှာသင်တန်းတက်လို့ရှိရင်အချိန်မရွေးနေရာမရွေးလေ့လာလို့ရမယ်ပြီးတော့အာ VPN တွေဘာတွေမလိုပဲနဲ့ Telegram group ပြီးတော့ website တွေမှာလေ့လာလို့ရမှာပဲဖြစ်ပါတယ် တင်နှန်းကြည့်ရလဲအရင်သက်သာပြီးတော့မှကိုယ့်ရဲ့အင်ကြီးတစ်ထည်စာလောက်ပဲရှိပါတယ်ဒါတောင် promotion color တွေမှာ discount နဲ့ရအောင်ပါပဲဖြစ်ပါတယ်ဗီဒီယိုနဲ့တင်ရတဲ့ video class ဆိုပေမဲ့ Telegram မှာဆီယာမနဲ့အတူတူအင်စာလောက်ရမှာဖြစ်တဲ့တကြောင်မလို့ကိုနားမလဲတာတွေရှင်းလဲမေးလို့ရပါတယ် Are you grammar နဲ့ vocabulary camp တင်နှန်းကအရင်ကမှနာမည်ကြီးတယ်ဆိုတာလူတိုင်းလည်းသိပြီးသားဖြစ်မှာပါ review ကောင်းနေလဲအများကြီးရထားပြီးတော့မှ channel challenge ဝင်ခဲ့တဲ့လူတွေတော်တော်များများလည်း DJI မှာလေ့လာခဲ့ကြပါတယ်ဆိုတော့ အာတင်နန်းကြီးကအရန်တက်တာပဲမြဲထိထိရောက်လေးလာတယ်ဆိုတာချမ်းအမခံပါတယ်။ဘာလို့ဆိုတော့ချမ်း sensitive vocabulary camp ဝင်ခဲ့တာဖြစ်တဲ့အကြောင်းမို့ပါ။ချမ်းကတော့ grammar class ကိုမ join ခဲ့ဘူး။ဒါဘာဖြစ်လို့ဆိုတော့ချမ်းက grammar တွေအစိုးရတွေကငငယ်လေးကရပြီးသားသိပြီးသားမဟုတ်လို့ပါ။ဆိုတော့ကိုက အင်္ဂလိပ်စာကိုတိုးတက်ခြင်းနဲ့အင်္ဂလိပ်စကားကိုပမာဏနိုင်ပြောခြင်းနဲ့ self improvement challenge ဝင်ခြင်းနဲ့ပြီးတော့ကိုယ့်ရဲ့ level ကိုတဆင့်မြင့်ခြင်းနဲ့အခု channel နဲ့အတူဒီ challenge မှာကိုယ့်ရဲ့ level ကိုတဆင့်မြင့်ခြင်းနဲ့အာယုံကြည်မှုရှိရှိနဲ့အင်္ဂလိပ်စာကိုလေ့လာခြင်းနဲ့ယုံကြည်မှုရှိနဲ့အင်္ဂလိပ်စာကိုရေးတက်ဖတ်တက်ပြောတက်နားထောင်တက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ GIU ဒီ grammar နဲ့ vocabulary ခန့်မှာတခါတည်း join ခဲ့ပါလို့ channel ပြောခြင်းပါတယ်ဆိုတော့နောက်ထပ်6 month မှာအင်္ဂလိပ်စာကိုထပ်ပြီးတော့လေ့လာသွားပါမယ် See you in my next video thank you for watching it bye bye improve your english every day